Hi, 皆さん、こんばんは。アヌイです。私、ディニー、エンフォー、メノノニオンクロークラマーサウイエ、アカン、リーセティック、サビオ、シェルン、ロードマン、ピッパレイ。ディニーマレイ、私、ネットゥ、クラマーパッタニー、エッジュ、ライピオ、リラジャメノ。アカン、リーセティック、 အခန်းလေး၁၁ကတော့ in fight တုံးကစာကြည့်ခဲ့တဲ့သူကအခန်းလေး၁၁ကိုလဲလဲလေးမှတ်လို့ရတယ်ဗောနော်ဘာလို့လဲလဲဆိုတော့ in fight မှာ murai master တို့ kure master တို့ akimas တို့သင်ခဲ့ရတယ်ဒီ၃ခုရရင်အဲ့ဒါတွေရဲ့ polite form ဖြစ် itadaki master တို့ kudasai master တို့ yarimas တို့ဒီ informal set သင်ရမယ် ဲ့တော့တချို့များများကတော့ N5 မှာအဲ့ဒီဟာတွေကိုတိုင်ပတ်ခဲ့ကြတယ်ပေါ့နော်။အဲ့တော့ပထမဦးဆုံးဝတ္တရှိကတော့ဒီစနေလပိုင်း GAP ဒီမတိုင်ခင်တော့ဝတ္တရှိဒီအသုံးနေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဗီဒီယိုတပုတ်တင်ပေးခဲ့တာရှိတယ်။အဲ့ဒီဗီဒီယိုကိုတော့ပြန်ကြည့်လို့လည်းရတယ်။အဲ့ဒီဗီဒီယိုတော့ပြန်ကြည့်ရင်တော့လုံးဝအသေးစိတ်ကြကြသိချာမှတ်နည်းနဲ့တကွာ subject နဲ့မှတ်မယ်အသေးပဲနဲ့မှတ်မယ်ဝါဒရှိနဲ့မှတ်မယ်ဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော်။အဲ့လိုမျိုးပြောခဲ့ပူပါတယ်။အဲ့တော့အဲ့ဒီဗီဒီယိုကိုတော့ပြန် ြည့်လို့လည်းရတယ်ပေါ့နော်မကြည့်ချင်ဘူးဆိုရင်တော့ဒီ ET N4 ပညာဒါနာပေးထားတဲ့အခန်းလေး7ရဲ့ဒီဗီဒီယိုကိုပဲဆက်ကြည့်ပြီးပါပေါ့ဒီမှာဆိုရင်ပထမအဆုံးမတိရှိကအသေးပေတွေအရင်ပြောပြခြင်းနဲ့မော်ရိုင်းမတ်တာဒီတယောက်ယောက်စီကနေလက်ခံရရှိတာ တော့ပုံမှန်အတုံးကွာအဲ့တော့တရားဥပစီကလည်းလက်ခံရရှိတယ်ဆိုတဲ့အတိတ်ပဲအီတရာကီမတ်စတာကလည်းတရားဥပစီကလက်ခံရရှိတာမိုရိုင်းမတ်စတာကလည်းတရားဥပစီကလက်ခံရရှိတာခရဆိုင်မတ်စတာနဲ့ခရဲမတ်စတာနဲ့အတူတူပဲသူများကကိုယ့်ကိုပေးတာနောက်တစ်ခုကအာဂီမတ်စနဲ့ယာရီမတ်စနဲ့အတူတူပဲတယောက်ယောက်ကိုပေးတာအဲ့ဒီမှာမှာဝတ်တရှိလို့ဘာတွေကွာလဲဆိုတာကိုဒီလိုမျိုးအရင်ရှင်းပြမယ်ပြီးမှ rain နဲ့ရှင်းပြမယ်အဲ့ဒီမှာအီတရာကီမတ်စနဲ့မိုရိုင်းမတ်စဒီအာအတူတူပဲပေါ့နော်အဲ့တော့အီတရာကီမတ်စခရဆိုင်မတ်စတာကယဉ်ကျေးတဲ့ပုံစံနေ ပြီးရင် Murai mask တို့ Kure mask တကကြပုံမှန်အတော့ဘလိုမျိုးလဲဆိုရင် Iteraki mask တို့ Kurai sai mask တို့ကလေကိုနဲ့မရင်းနေတဲ့သူတွေကိုယ့်ရဲ့အထက်လူကြီးယာရုကြီးတဲ့သူဆေးရတထည်အဲ့ဒါတွေမှပြောရင်သုံးပြီးတော့ Murai mask တို့ Kure mask တို့ကကိုနဲ့ရင်းနေတဲ့ဆွေမျိုးတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းစသဖြင့်အဲ့လိုမျိုးလူတွေမှသုံးပါမယ်ပေါ့အဲ့ဒါပထမဦးဆုံး Birthday Iteraki mask တလေးကိုအရင်ပြောပြခြင်းတယ် Birthday Iteraki mask တ ဘတ်ဒေးအီဒါရာကီမာစတာကမိုရာအီမာစတာနဲ့တူတယ်။တယောက်ယောက်စီကနေလက်ခံရရှိတာ။တယောက်ယောက်စီကနေလက်ခံရရှိတာ။အဲ့တော့ S1 ဖြစ်တဲ့သူက S2 စီကနေလက်ခံရရှိခဲ့ပါတယ်လို့ပြောချင်တဲ့အခါမျိုးမှာမိုရိုင်းမာစတာရောအီဒရာကီမာစတာရောသုံးမယ်။အဲ့ဒီနေရာမှာမလေး S1 ကြီးကကိုယ်လေးဖြစ်နိုင်တယ်။ အစွမ်းကြီးဒီကိုလည်းဖြစ်နိုင်တယ်ကိုမဟုတ်ဘူးဆိုရင်အခြားဒဇိန်း၂ယောက်အကြောင်းပြောနေရလဲဖြစ်နိုင်တယ်အဲ့ဒီမှာမှာ S2C ကနေလက်ခံရရှိမှာ S1 က S2C ကနေလက်ခံရရှိမယ်လို့ပြောချင်တဲ့အခါမျိုးမှာဒီဒါရာကီမာစတာရောမိုရိုင်းမာစတာရောသုံးတာအဲ့တော့ SS1 ကကိုလည်းဖြစ်နိုင်တယ်ဆိုတာဥပမာထပါတော့ကျွန်တော်ကဆရာစီကနေ G-Shock ကိုလက်ခံရရှိခဲ့ပါတယ်ဒါမှမဟုတ်ရှင်ရမရဆန်ကဆရာစီကနေ ကြီးချုပ်ကိုလက်ခံရရှိခဲ့ပါတယ်ဆိုပြီးတော့လည်းပြောလို့ရတာမလို့ S1 ဒီကိုလေးဖြစ်နိုင်တယ်ဒီဇိန်းလေးဖြစ်နိုင်တယ်လို့ပြောလိုက်တာပါအဲ့တော့ S2 ကအမြဲတမ်းလှုပ်ပေးတဲ့သူအဲ့ဒီ S2 ပေါ်မှာ Moody B Weather ရှိတော့အီတာရာကီမတ်စတာသုံးမလား Morai Master သုံးမလားဆိုတာခွဲမှာဒီမှာ Weather ရှိက Railing နဲ့ထက်ရှင်ပြမယ် Weather ရှိက Sanseni Report ကိုနာဝရှိတဲ့အီတာရာကီမတ်စတာကျွန်တော်ကဆရာစီကနေ report ကိုပြင်ပေးခြင်းခံခဲ့ရပါတယ်ပြင်ပေးတာကိုလက်ခံရရှိခဲ့ပါတယ် ဒီမှာဆိုရင်ဝတ်တရှိဝါဟာဟာနီရှက်ရှင်ကိုမီဆက်တဲ့မိုရိုင်းမတ်ရှတာကျွန်တော်ကအမေစီကနေဓာတ်ပုံပြပေးတာကိုလက်ခံရရှိခဲ့ပါတယ်။အဲ့တော့ဒီမှာကြည့်လိုက်ဒီမှာမိုရိုင်းမတ်ရှတာတုံးနေဒီမှာ S2 လေးဒီဟာဟာဆိုတဲ့အမေရင်းနေတဲ့သူဖြစ်နေလို့မိုရိုင်းမတ်ရှတာကိုတုံးပြီးတော့ဒီမှာဆိုရင်ဆန်စီဆိုတဲ့ကိုယ့်ရဲ့အထက်လူကြီးဖြစ်နေလို့အီတာရာခီမတ်ရှတာကိုတုံးတာ။ ဟာဒီဝတ်သက်ရှိနေရာမှာဒီဇိန်းနေလေဖြစ်နေတယ်နော်ဥမာဒါကတော့ဒီနေရာမှာဆိုလို့ရှိရင်အာဒါပါတော့ကိုယ့်ရဲ့အမားကအမေစီကနေဓာတ်ပုံပြပေးတာကိုလက်ခံရရှိခဲ့တယ်ဆိုပြီးတော့လေဖြစ်နိုင်သွားတာပဲဒါမှမဟုတ်လို့ရှိရင်ယာမာရဆန်ကဆီယာစီကနေ report ကိုပြုပြင်ပေးခြင်းကိုလက်ခံရရှိခဲ့ပါတယ်လို့လည်းဖြစ်နိုင်သွားတာပဲအဲ့တော့ S1 ကကိုလည်းဖြစ်နိုင်တယ်ဒီဇိန်းလည်းဖြစ်နိုင်တယ်ဆိုတာကိုထပ်ပြီးတော့မှတ်ဖို့လိုပါတယ်အဲ့ဒီမှာမှာ S2 ပေါ်မှာ motivi တို့တွေဒီ iterator ခင်မရှိတတ်သုံးမလား moral မရှိတတ်သုံးမလားဆက်စင်စားမယ်အသေးစိတ်ကြည့်ဟိုဗီဒီယိုကြည့်နော်ဘာဒီရက်ဒီမှာအရင်ကြီးရောအသေးစိတ်ကြကြနာနာထပ်မရှင်းပြထားတော့ နောက်တစ်ခုဘတ်ဒဲခူရဆိုင်မစတာဘတ်ဒဲခူရဆိုင်မစတာဆိုရင်တော့သူ့အမကကိုကိုကိုပေးတာဒီမှာကိုကိုလိုလဲထဲ့ပါတာပြန်နေအမြဲတမ်းကိုကိုပဲလှုပ်ပေးမှာအဲ့တော့ S1 ဆိုတဲ့သူ့မြတယောက်ယောက်ကကိုကိုပေးမှာမလို့ S1 ကဝတ်တရှိနီဒီနေရာမှာအမြဲတမ်းဝတ်တရှိနီကိုကိုပဲပေးမှာပါတခြားဒဇိန်ကဒဇိန်ကိုပေးတာမျိုးတွေလုံးဝမလုပ်ပါဘူးသူ့မြကပဲကိုကိုပေးတာလို့ပြောချင်တဲ့အခမျိုးမှာခူရာဆိုင်မစတာကိုခူရဲမစတာကိုသုံးမှာပေါ့ ဲ့ဒီမှာမှအဲ့ဒီ S1 လေးပေါ်မှာမူတည်ပြီးတော့ခူရာဆိုင်မာစတာသုံးမလားခူရဲမာစတာသုံးမလားဆိုတာကိုသုံးပါဒီမှာဝဒေရှိရရဲနဲ့အရင်ဖတ်ပြပါမယ်။ဆန်စီကဝဒေရှိနီ report ကိုနောက်ရှိတဲ့ခရဆိုင်မတ်တာဆရာကကျွန်တော်ကို report ကိုပြင်ပေးခဲ့ပါတယ်။ဟာဟာကရှွရှင်ကိုမိဆက်တဲ့ခရမတ်တာအမေကဓာတ်ပုံကိုပြပေးခဲ့ပါတယ်။တခါတလေမှာလေဝဒေရှိတို့ကဟောဒီဝဒေရှိနီဆိုတဲ့ ဟာလေးကိုဖြုတ်ပြီးပြောတတ်တယ်။အဲ့ဒါဆိုရင်လေကိုကိုပေးတာလို့သိရမှာဒီမှာဆိုရင်ဒီเจ้าအောင်ကြည့်လိုက်။အမေကဓာတ်ပုံကိုပြတ်ပေးခဲ့ပါတယ်ဆိုရင်တော့ဒါကိုเจ้าကိုပြောနေရမှာမလို့ဘောတရှိနီကိုဖြုတ်ပေးတာပေါ့။ဒီပေါ်เจ้าမှာလေဆန်စီက report တို့ now ရှိတဲ့ could assign master ဆိုလို့ရှိရင်လေရတာပဲ။အဲ့မှာဘောတရှိနီဖြုတ်ပြီးတော့ပြောလို့လေရတယ်ပေါ့။ဒီ S1 လေးပေါ်မှာ multi ပြီးတော့မရင်းနှီးတဲ့ဒီမှာအထက်လူချင်းမလို့ could assign master ကိုသုံးပြီးတော့ရင်းနှီးတဲ့အမေမလို့ could master ကိုသုံးထားပါတယ်။ဒါတိနံပါတ်1 grammar pattern မှာ နောက်3ခုမြောက် သုံးခုမြောက်ကတော့ argon mask နဲ့ yarn mask နဲ့ဒါဆိုရင်တယောက်ယောက်ကိုပေးမှာဟောဒီ S1 ကြီးက S2E ကိုလုတ်ပေးမှာ S1 ဒီဝတ်ရှိဆိုတဲ့ကိုလဲဖြစ်နိုင်တယ်လို့အပေါ်မှာမူရိုင်းမတ်တာပြောတယ်လို့ပဲတယောက်ယောက်ကနေတယောက်ယောက်ကိုပေးတယ်ဆိုတဲ့ဟာမျိုးမလားသုံးပါဥပမာကျွန်တော်ကကျွန်တော်ကအမေကိုပန်းပေးတယ်ဒါမှမဟုတ်ရှင်လေအမကအမေကိုပန်းပေးတယ်ဆိုလေကိုမဟုတ်တဲ့ဒစိမ့်နှစ်ယောက်ပြောချင်လေရှာတယ်ပေါ့အဲ့ဒီမှာဆိုရင်ဒီရှိကဆက်ချက်ဝန်းကအမြဲတမ်းပြုတ်လုပ်တဲ့သူဒီလူကပဲပေးမှာ အဲ့ဒီမှာမဝတ္တရှိတို့ဒီဒီအောက်က subject to လုတ်ပြီးခင်ရတဲ့သူပေါ်မှာမဟုတ်ကြည့်ပြီး argument must stay ရာဒီ must stay ကိုသွားပါမယ်ဒီမှာဆိုရင်ဝတ္တရှိက relation ပြမယ် S1 သည်ဝတ္တရှိလည်းဖြစ်နိုင်သလိုတခြားဒဇိန်တယောက်ယောက်လည်းဖြစ်နိုင်ပါတယ်လို့ပြောထားတယ်ဒီမှာ S1 လို့ရေးပေးထားပါတယ်။ဒီမှာဝတ္တရှိကမာဂိုနီအေကိုအိုရှီယတဲ့ယာရီမရှိတာကျွန်တော်ကမြေးကိုအင်္ဂလိပ်စာကိုသင်ပေးခဲ့ပါတယ်။ဝတ္တရှိကဒမွန်ဒါချီနီရှက်ရှင်ကိုမိဆက်တဲ့အာဂေတာကျွန်တော်ကတငယ်ချင်းကိုဓာတ်ပုံကိုပြပေးခဲ့ပါတယ်။အလုံးမမဟုတ်နဲ့ဝတ္တရှိမဟုတ်ဘဲနဲ့ရမရဆန်ကသူ့ရဲ့မြေကိုအင်္ဂလိပ်စာကိုသင်ပေးခဲ့တယ်လို့လည်းဆိုလို့ဝတ္တရှိညံမှာရမရဆန်နဲ့ဖြစ်သွားနိုင်နေပေါ့ ဒီမှာဇင်ဝတိရက်ဒီပေါ်ဟာလေးကိုထည့်ရှင်းပြမယ်အာဂဲမတ်စ်ဒီပုံမှန်အတုံးယာရီမတ်စ်ကကြတော့ကိုယ့်ထက်နှိမ့်နေသူတွေမှာပဲသုံးတာကိုယ့်ထက် level မတူဘူးကိုယ့်ရဲ့အောက်လက်အောက်ငယ်သားဒါမှမလို့ရှင်တသမိမြင်းမြင့်တပည့်ဆက်တဲ့ပြင်နောက်ဆုံးတလိမ့်ဆန်လေးအစာကျွေးတာတို့ပြုစုပြိုးထောင်တာတို့အပင်လေးတွေရေလောင်းတာတို့နေမှာယာရီမတ်စ်ကိုသုံးပြီးတော့ level 2ဆိုရင် argemas သုံးမှာမြင့်မယ်ဆိုရင်တော့ sashi argemas သုံးမယ်ပေါ့ အဲ့လိုလေးထပ်မှတ်ပါအဲ့တော့ဒီနေ့ဟာဝတ္တိကြီးကပြန်ပြီးချုပ်ပေးမယ်အရန်ကြီးထက်ရှင်းနေကြောင်းသွားမှာဆိုလို့ပြန်ချုပ်ပေးမယ်เนาะဒီတိုင်းလေးပဲပထမတစ်ခုက Vade Itara Kimashita di သူများစီကနေလက်ခံရရှိတာတရားရောက်စီကနေလက်ခံရရှိတာဟောဒီ S1 ကြီးဒီ S2 ကြီးစီကနေလက်ခံရရှိခဲ့ပါတယ် S1 ဒီကိုလည်းဖြစ်နိုင်တယ်လို့တတိယလည်းဖြစ်နိုင်ပါတယ် S2 ပေါ်မှာမူတည်ပြီးတော့ယင်းနီယင်ကျေးတဲ့ iterator kin master ကိုသုံးမလားယင်းနီတဲ့ modify master ကိုသုံးမလားစဉ်းစားပါမယ်နောက်တစ်ခုကကြတော့ battery cooler size master ဒါဆိုရင်တော့တရားရောက်ကပဲကိုယ့်ကိုပဲပြီးမှာ အဲ့ဒီတရားရောက်ကဒဇင်းဖြစ်ပြီးတော့ဘေးခံရတဲ့သူကအမြဲတမ်းကိုဖြစ်နေမှာပါဒီမှာဆိုရင် S1 ပေါ်မှာမူတည်ပြီးတော့ Cray Sai Master ဖြစ်မလား Cray Master ဖြစ်မလားစဉ်းစားပါမယ်နောက်တစ်ခုကယာဒီ Master ဆိုရင်တော့သူ့များကိုလှုပ်ပေးမှာသူ့များကိုလှုပ်ပေးမှာကိုကသူ့များကိုလှုပ်ပေးတာလေပြောလို့ရတယ်လို့သူ့များကသူ့များကိုလှုပ်ပေးတာလေသုံးလို့ရတယ်အဲ့တော့ကျွန်တော်ကသူ့များကိုလှုပ်ပေးခဲ့တယ်လို့ပြောလို့ရတယ်လို့ပဲသူ့များကသူ့များကိုလှုပ်ပေးခဲ့ပါတယ်လေပြောလို့ရတယ်အဲ့တော့ S1 ဒီကိုလေးဖြစ်နိုင်တဲ့ဒဇင်းလေးဖြစ်နိုင်တယ်ဒီ S2 လှုပ်ခံရတဲ့သူပေါ်မှာမူတည်ပြီးတော့ ပုံမှန်ရင်းနှီးတဲ့အာဂင်မတ်ဖြစ်မလားကိုယ့်ထက်နေတဲ့ယာရီမတ်ရှိတာဖြစ်မလားမြင့်တဲ့ဆာရှိအာဂင်မတ်ရှိတာဖြစ်မလားဆိုတာကိုစဉ်းစားဆုံးဖြတ်ပြီးရေးပါမယ်ပေါ့ဒီလောက်ဆိုရင်တော့တော်တော်ကြီးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဒီလောက်နဲ့နားမလည်သေးဘူးဆိုရင်တော့ဝတ္တကြီးကနအကြံပေးထားသလိုပဲဝတ္တကြီးစနလပိုင်း GLPT မတိုင်ခင်တုန်းကအသေးစိတ်ရှင်းပြထားတဲ့ဗီဒီယိုရှိပါတယ်ဒါတွေအကုန်လုံး unfiveful level အတွက်ခြုံငုံပြီးတော့ debug တွေပဲတီးတန့်ရှင်းပြပေးခဲ့တာပေါ့အဲ့ဒီဗီဒီယိုလေးကို သွားပြီးတော့ကြည့်လို့ရပါတယ်။သွားပြီးတော့ရှာကြည့်ပါ What is your YouTube channel မှာတင်ထားပေးပြီးဖြစ်ပါတယ်။โอเคဒါတော့ဆိုရင်တော့ဝတ္တိတို့အဆင်ပြေမယ်ပေါ့နော်အဲ့မှာပြောဖို့မေးတော့ကဲလို့ဒါလေးကြံသေးတယ်ဘတ်ဂျက်ခရဆိုင်မှာစံကဘတ်ပေးလို့ရမလားသူများကိုခိုင်းတာကွာဘတ်ဂျက်ခရဆိုင်ရဲ့ပိုလိုက်ဖောင်လို့ပြောလို့ရတယ်ဘတ်ဂျက်ခရဆိုင်ဘတ်ပေးစံဆိုတာတဲ့ဖတ်ပေးလို့ရမလားဆိုတော့ရင်ရင်ကြီးကြီးချိုချိုတာတာချက်ချက်နဲ့နဲ့ပြောတာဥပမာရေခတ်ပေးစံလို့ပြောရတယ်ရေလေးခတ်ပေးလို့ရမလား ရေလေးခတ်ပေးပါအောင်ဆိုတာနဲ့မတူဘူးလေနော်အဲ့တော့ရင်ကျေးတဲ့အသုံးသုံးနဲ့သူများကိုခိုင်းကြည့်ရင်ဘတ်ဂျက်ခူတာဆိုင်မဆန်ကလေးကိုခိုင်းလို့ရပါတယ်ဒီမှာဆိုရင်ဟီတာကနာကျဲခိုင်းတဲ့ခူတာဆိုင်မဆန်ကဟီတာကနာနဲ့ရေးပေးလို့ရမလားအနမ်းလေးကိုဟိရကနာနဲ့ရေးပေးစမ်းလို့ပြောရတယ်လေ။နားမလည်လို့လေဟိရကနာလေးနဲ့ရေးပေးလို့ရမလားဆိုတာလေးကပို့ပြီးတော့ယဉ်ကျေးရလေနော်။ချော့တိုအိုရှီယတဲ့ခရဆိုင်မဆန်ကနည်းတော့ပြပြပေးလို့ရမလား။ ရှင်းပြစမ်းနားမလည်ဘူးရှင်းပြစမ်းပြောပြစမ်းငါ့ကိုပြောပြစမ်းလို့ပြောတယ်ငါ့ကိုပြောပြပေးပါလားငါ့ကိုပြောပြပေးလို့ရမလားဆိုတာပို့ပြီးတော့ပို့လိုက်ဖြစ်တယ်လေအဲ့လိုမျိုးပို့လိုက်သူများကိုခိုင်းတာအောင်မရင်ကြီးကြီးခိုင်းကျင်ဘက်တဲခုရဆိုင်မဆန်ကောင်နဲ့ခိုင်းကွာโอเคဒါလို့ဆိုရင်တော့တော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။အရန်ကြီးဗီဒီယိုရှေ့သွားမှာတည်ထတည်ထားပြီးသားလေးလူတွေအတွက်ဆိုရင်လည်းအရန်ကြီးပြင်းသွားမှာမလို့ဘယ်စီရက်ထပ်ပြီးအခြေတဝင်းထပ်မရှင်းတော့ပါဘူး။ တကယ်နားမလည်တဲ့သူတွေကအသေးစိတ်ရှင်းပြထားတဲ့မှတ်နည်းနဲ့တကွာရှင်းပြထားတဲ့ဗီဒီယိုဖိုင်ကိုတို့ကြည့်ပါ။ကြကြမင်းဆက်အော်စကာရဲ့ဆမတေးစတာမန်တနေဘိုင်ဘိုင်အိုယာဆူမီ